အတိအကတော့ညီမအတွက်ကခက်ခဲတာအရန်ခက်ခဲတာညီမဒေါသညီမ control လုံးဝမလုပ်နိုင်ခဲ့ဘူးအဲ့အတွက်လည်းဟိုဟိုနစ်နာခဲ့ရရင်လည်းရှိရဲပေါ့နော်ပြီးမှနောင်တရခဲ့ရရင်လည်းရှိရဲအရင်အတွေ့အကြုံတွေမှာဒါပေမဲ့ဒီ class ကို join မျိုးအရန်သိတာတာကတော့ဒီဒေါသကိုတော်တော်လေးကိုညီမ handle လုပ်လာနိုင်တယ်အာပထမအောင်ဆုံးအပေါ်နော်မိကုံးလေးမမေးခင်ပေါ့နော်ဟုတ် အဲညီမလေးဒီ life transformation ကိုအာမကြွိုင်းခင်ပေါ့နော်အမနဲ့ကဒီမှာပဲစတည်ရဆိုတော့ပေါ့နော်အဲမကြွိုင်းခင်နဲ့အခုဒီ lecture 12ရက်လုံးပြီးသွားတဲ့အခါမှာ ਨੇ ဘာကွာခြားမှုရှိလဲပေါ့နော်ကိုကိုကိုပြန်ကြည့်လိုက်တဲ့အခါကျရင်ဟုတ်အဲပထမဆုံးအတိအသာဆုံးပေါ့နော်ညီမကိုညီမ reflect လုပ်တယ် reflect လုပ်ခြင်းရဲ့အချိန်မှာအတိအသာဆုံးကတော့ညီမဒေါသပေါ့နော်ဒေါသတော်တော်ရော့သွားတယ်ရော့သွားတယ်ဟိုမလည်းအဲ ဘယ်မှာလဲတော့မသိတရက်မှာညီမမေးညီမဒေါသကြီးရောဒေါသချက်ချင်းထွက်လာရင်ဘုံဆိုပြီးတော့ပြထွက်သွားညီမဘာမှမသိရောအဲ့လောက်ဖြစ်သွားတဲ့အထိဖြစ်သွားခဲ့တော့ဟိုညီမဘလို့လုပ်ရင်နည်းနည်းလေးကျော့သွားနိုင်မလဲဆိုတော့ညီမပြောခဲ့တဲ့စကားတခုဒေါသဖြစ်လာရင်တိလိုက်တိလိုက်တာနဲ့တပြိုင်နဲ့အဲ့ဒီဒေါသကျော့သွားရင်အဲ့အဟောင်းကကျော့သွားရင်ညီမလေးဆိုတဲ့စကားညီမဒေါသထွက်တယ်ဒါပေမဲ့အဲ့ဟာတိလိုက်တာနဲ့တပြိုင်တပြိုင်နဲ့ကိုတကယ်ကိုပဲအဲ့ဒါအလုပ်ဖြစ်တယ်ပေါ့နော်ညီမတို့ကိုအဲ့ကနေပြီးတော့မှ တီးရဲ့စိတ်ကနေပြီးတော့အမပြောတဲ့လိုမျိုးဟိုပြန်ပြီးတော့ကြည့်ရင်အခဏနေတာပြတ်သွားမှာပဲဘောနော်နောက်ပိုင်းကျနောက်ပိုင်း leading အဲ့ဒီနောက်ပိုင်းကတင်နေဟို lesson တွေကနေပြီးတော့ဒီဟာကိုတဖြည်းဖြည်းချင်းဘောနော်ဝုန်းကနေတော့ပြုတ်သွားတာမှာပဲမယ်အဓိကတော့ညီမအတွက်ကခက်ခဲတာအရန်ခက်ခဲတာညီမဒေါ်သာညီမ control လုံးဝမလုပ်နိုင်ခဲ့ဘူးအဲ့အတွက်လည်းဟိုဟိုနင့်နာခဲ့ရရင်လည်းရှိရဲပေါ့နော်ပြီးမှနောင်တရခဲ့ရရင်လည်းရှိရဲအရင်အတွေ့အကြုံတွေမှာဒါပေမဲ့ဒီ class ကို join ပြီးတော့အရန်တိတာတာကတော့ဒီ ဒေါသကိုတော်တော်လေးကိုညီမ handle လုပ်လာနိုင်တယ် control လောက်တော့မဟုတ်ဘူးဆိုပေမဲ့ handle လုပ်လာနိုင်တာတခုတည်းနဲ့ညီမတက်ကတော့တော်တော်လေးကိုအကျိုးရှိပါရဲ့ပေါ့နော်အရန်ကိုလည်းအရန်လည်းကျေးဇူးတင်နေမှာကိုဘာဆိုညီမလုံးဝမလုံးနိုင်တော့ဘူးတော့ထင်ထားတာညီမဒီမှာဒီဘွားတော့ဒီဒေါသကြီးရောတော့မထိန်နိုင်တော့ပါဘူးပေါ့နော်ဒီဒေါသနဲ့ပဲတေးတော့မလားမသိဘူးဆိုပြီးတော့အဲ့လိုမျိုးဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဟို အဲ့ဒီအရာကိုတော့ဒါပထမဆုံးသတိသတာညီမဘောတော့ရခဲ့ပါတယ်ဒီ life transformation အနေနောက်တစ်ချက်ကညီမမှာအဲ့ဒီအာ feminine energy ကနည်းနေလို့အရင်ကညီမအရန်ခံစားခဲ့ရတယ်ဟိုတခုခုဆိုအဲ့လို masculine အရန်များရယ်ဘောတော့ညီမကိုညီမတိလဲတိရယ်အခုဒီဟာ join မျိုးပထမဆုံးမရဲ့ energy ကိုစပြီးတော့မဘိုးရဲ့ energy ကိုစခံစားမိရယ်အရင် calm down ဖြစ်ပြီးတော့အရင် agent နဲ့ဒါမာနဲ့စပြီးဆက်ဆက်နေတာဒီ energy ကိုညီမအရင်ဆုံး ခံစားသိမိရေပေါ့နော်အဲ့တော့အဲ့မာစီယာအဲ့ energy ကိုလည်းဟိုတဖြည်းဖြည်းလန်းလောက်ခဲ့ရတယ်ပေါ့နော်လန်းလောက်တယ်ပြီးတော့ဘလောက်ပဲဟိုဖြစ်နေပါစေအလုံးရှုံနေပါစေညီမစနေနေ့ကိုညီမရအောင် join နေခါလေကြရင်အဲ့လိုဗီဒီယိုမဖွင့်နိုင်တဲ့ခါရှိမယ်အဲ့လိုအတန်ကြားရရင်တော့မှညီမဟိုပြန်ပြီးတော့ဟိုဒီ my energy ကိုညီမထိတွေ့ခွင့်ရရယ်ပေါ့နော်အဲ့လိုအဲ့လိုမျိုးစနေနေ့ကျအဲ့တန်တော့မ join ရပဲနဲ့အောင်မနေနိုင်ဘူးတရက်တော့ညီမပြက်ခဲ့တယ်ပေါ့နော်အဲဒီမဆီကနေပြီးတော့အဲ့ဒီအရာကြီးတော်တော်များများကိုဟို တင်ယူလိုက်ရတယ်တင်လက်ခံလိုက်ရတယ်ပေါ့နော်ဟိုတခြားဟိုညီမတွေအမတွေလည်းဟိုသူတို့ရသွားတဲ့ຢာကြီးလည်းရှိမှာပေါ့နော်ဒါပေမဲ့ညီမအတွက်ကတော့ဒီဒီຢာအရင်ကိုလိုအပ်တဲ့အရာနဲ့ကိုကိုရလိုက်တဲ့အရာနဲ့ကတကယ်ဟိုဟို match ဖြစ်တယ်ပေါ့နော် match ဖြစ်ပြီးတော့ညီမဒီຢာနေစပြီးသွားမယ်ဆိုလို့ရှိရင်ညီမလှုပ်သွားမယ်စီးပွားရေးမှာဖြစ် relationship မှာဖြစ်ပေါ့နော်ဟိုဒီຢာကိုအသုံးပြုပြီးတော့သွားရင်ပို့ပြီးတော့တစ်စက်ညင်ပြီးတော့သွားနိုင်မယ်လို့ညီမကိုညီမပို့ပြီးတော့ confidence လေပို့ပြီးရှိလာတယ်ဟို မပြီးသွားဘူးဆိုတော့သိနေတယ်ပဲမားနဲ့လည်းလောက်စီရတခြားအရာကြီးအများကြီးပေါ့နော်ယူစီရရဲ့တင်တန်းနေလည်းရှိပါသေးတယ်အဲ့အမျိုးလည်းရှိရှိသေးပေမဲ့အခုချိန်မှာတော့ဒီတင်တန်းပေးတဲ့အချိန်မှာတော့ညီမရလိုက်တဲ့အရာကြီးတော့အများကြီးပါတကယ်လို့လည်းညီမဘွားမှာတော်တော်အသုံးဝင်မဲ့အရာရလိုက်တယ်ဆိုလည်းညီမခံစားရပါတယ်လို့ဟုတ်အဲ့ပထမဆုံးညီမလေးတန်တာကိုမေးချင်တယ်မေးဖို့လေးကဘာလဲဆိုတော့ဘာလို့ဘွားမှာပေါ့နော်ဒီ လူတိုင်းက freedom အရင်ဖြစ်ချင်တယ်လွတ်မြောက်ချင်တယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး freedom ဖြစ်ချင်တယ်ဆိုတဲ့အချိန်မှာ financial လည်းပါတယ် life လည်းပါတယ်မျိုးစုံပေါ့နော်အော်အကယ်၍များပေါ့နော်ဘဝမှာ financial freedom ဖြစ်ချင်ကဘဝရဲ့ခန္ဓာအကုန်လုံးမှာလွတ်မြောက်မယ်လို့ယုံကြည်လားပေါ့အဲ့ဒီကိစ္စလေးကိုမေးချင်တယ်ပေါ့နော်ဘဝရဲ့ခန္ဓာအကုန်လုံးမှာလွတ်မြောက်မယ်လို့တော့ညီမကတော့မခံယူထားဘူးဒါပေမဲ့ဘဝရဲ့ ခန္ဓာတော်များများမှာလွတ်မြောက်ဖို့ဒီ financial freedom ကအထောက်ပံ့ဖြစ်စေရလို့တော့ညီမယုံကြည်ရဟုတ်ကဲ့မ။อืมဟုတ်ကျေးဇူးပါညီမလေး။အဲ့တော့ဟိုတရက်တယောက်မေးတဲ့မိန်းကလေးတွေကတူမှမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အမကဒီဟိုတည်တည်တန်းကာလာတစ်လျှောက်လုံးမှာအဲဒီကိုမြဝင်နေနေအကုန်လုံးရဲ့ personality type လေးတွေပြီးတော့သူတို့ပြောသွားတဲ့စကားလေးတွေဒီအရာလေးတွေကိုမှတ်သားထားပြီးတော့မှဒီအရာနဲ့ အဲဆက်ဆက်နိုင်မဲ့မိကွန်လေးတွေကိုပြင်ဆင်ထားတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါအရင်ဆုံးပြောချင်တယ်ပေါ့နော်ဆိုတော့အော်ညီမလေးတန်တောင်ပြောသွားတာဟုတ်ပါတယ်အဲတော်တော်များများမှာတော့အဆင်ပြေနိုင်တယ်ခဏအားလုံးရေလို့တော့မဆိုလိုဘူးပေါ့နော် financial freedom ဖြစ်မယ်ဆိုရင်ဒါပေမဲ့အဲ့ဒီ financial freedom ဖြစ်ဖို့အတွက်ဘာလို့အပ်လဲဆိုတာရှိရပေါ့ဘယ်အရာ freedom ဖြစ်သွားရင် financial ဘာ freedom ဖြစ်မလဲပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့နှီးနွယ်ပြီးတော့ဟိုမေးနေတယ်ပေါ့အဲ့တော့ financial freedom ဖြစ်ဖို့အတွက် တခြားဘယ်ခန္ဓာအရင်ဆုံး freedom ဖြစ်ရမယ်လို့ထင်လဲပေါ့ဒီဘောပေါ့မပေါ့ဘယ်လိုလဲတခြားဘယ်ခန္ဓာလဲဆိုလို့ရှင်ညီမထင်တာတော့ဒီကို့ဒီအထဲထဲမှာရှိတဲ့ကို့ရဲ့ heal လုပ်ရမယ့်အရာတွေကို heal လုပ်ရင်လုံနိုင်တယ်လို့ကိုကအာဒီအာဒီဒီဘက်ကနေပေါ့နော်ဒီကို့အထဲမှာရှိတဲ့အရာတွေကို heal လုပ်ရင်လုံနိုင်တယ်လို့ကိုဒီတစ်ဖက်ကနေပြီးတော့ဒီအာ ပတ်စံအဲပတ်စံလဲဆိုလဲပို့ပြီးရောရှာနိုင်မယ်ဒီလိုအာ opportunity တွေဆိုလို့ရှိရင်လဲတကယ်လို့လာခဲ့ရင်တောင်မှကိုကဖမ်းဆုံးနိုင်မယ် some sometime ဟိုတခါတလေကြာရင်ညီမတို့ကဟိုလာတယ်ဒါပေမဲ့မမြင်ဘူးဆိုတာရှိရေပေါ့နော်ဒါကတော့ညီမအနေနဲ့ဆိုရင်ဒီထဲမှာမလွတ်မြောက်နေရောလာနေတာတော့မှမမြင်မမြင်ဘူးအနီးနားမှာရှိလဲအဲ့လိုဟိုကိုယ့်ရဲ့ဓာကြီးကြောင့်ကွဲနေတာတွေပါရှိရောခိုင်ကြရင်ခွင့်ကောင်းနေရလာခဲ့ညီမ မဖန်းဆုံးနိုင်ခဲ့ဘူးပေါ့နော်ဟိုတပတ်ကဟုတ်တယ်ပြီးခဲ့တဲ့တပတ်ကညီမ share ခဲ့တဲ့ပုံစံမျိုးပဲပေါ့နော်ပထမဆုံးတော့ချမ်းသာခြင်းနေပေါ့နော်ညီမအဲအဲ့လိုဘာလို့ဒီ spiritual ဘိုင်းလိုက်လဲအရင်ချမ်းသာခြင်းနေဆိုရဲဟုတ်တယ်ကောင်းစင်နေဝင်လာခဲ့ဆိုပဲတကယ်တကယ်ကြတော့လေအော်ဒီမမနဲ့ဒီလိုမျိုးတွေလေးလာရင်လေးလာရင်လည်းပိုပြီးနည်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 းတိလာတဲ့အချိန်မှာကိုယ့်ရဲ့ inner peace အဲ့ဒီ inner peace ကိုညီမဟိုတွေ့လာရယ်ပေါ့နော်တွေ့လာရတဲ့အချိန်မှာမဒီဟာကိုတွားရင်းနဲ့မှ ဒီဒီလမ်းကြောင်းဝင်သွားရင်လည်းမှာဒီပတ်စံနေဒီတခြား business တွေတခြား relationship တွေဆိုလည်းပို့ပြီးတော့အဆင်ပြေလာတယ်ဆိုတာကိုညီမအဓိကတော့ကိုကိုကိုပေါ့နော်ကိုကိုကိုအဓိကတော့ညီမကညီမကိုညီမကဒီအဓိကပင်မတာဝါတိုင်းဒီညီမကိုညီမကအရေးကြီးဆုံးအဲအဲ့လိုပဲညီမတော့လို့ခံယူထားပါတယ်မှာဟုတ်ကျေးဇူးတင်ပါတယ်ကျေးဇူးပါညီမလေးဒီအဖြေအတွက်ပေါ့နော်အဲကျေးဇူးပါဆိုတာဒါညီမလေးဟိုအဓိကဘာလို့ဒီမျိုးကိုနေမေးလဲဆိုတာလေ မေခွန်းနေမိရတဲ့ရွယ်ချက်ကဒီ12ရက်တာဒီ13ရက်မြောက်မှာပေါ့နော်အဲဘလောက်ပြီးသိရှိသွားလဲအဲဘာတွေကိုလက်ခံနိုင်သွားလဲအဲ့ထဲကမှအထက်သိကျင်သေးရေလိုသေးတာရှိလို့ရှင်လဲအမဘာပြီးဘာထက်ပြီးတော့ပြောပြပေးလို့ရမလဲဆိုတော့အဲနေရာမျိုးကနေစဉ်းစားပြီးတော့မိခွန်းနေမိရပေါ့နော်အဲ့တော့အကုန်လုံးကိုအဲဒါကတော့ဘယ်လိုပါဒီ question ကြီးကတော့သိပြီးသားပါဆိုရင်နေရာမျိုးကနေမေးတာမဟုတ်ပဲနဲ့အားလုံးမှာသူ့ရဲ့ perception ရှိမယ်သူ့ value ရှိမယ်အဲ့ဒီအတိုင်းပဲအဖြေတွေကလည်းတူကြမတူလိမ့်မယ်ပေါ့နော်ဆိုတော့ဘယ်အဖြေပဲဖြစ်ဖြစ်အကုန်လုံးကမှ accept လုပ်ပါတယ်အဲဒီမိကုန်းကိုလည်းဒီစာလေးဖြေပြီးရတယ်ညီမလေးတနာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ညီမလေးကျေးဇူးတင်ပါတယ်မဟုတ်အညီမအနေနဲ့ပေါ့နော်အမအိုမေးချင်တဲ့ question တခုရှိရင်အမေကြီးခွင့်ရှိရပေါ့နော်ဒီအချိန်ထဲမှာဒီ life transformation ရဲ့ဖြစ်ဖြစ်ဘလိုပဲဖြစ်ဖြစ်ပေါ့သိကျင်တဲ့အကြောင်းအရာကိုမေးလို့ရတယ်ပေါ့နော်ဟုတ်ဟုတ်ညီမ ပေါ်တော့ဒီနေ့အတွက်ပြင်ဆင်ထားမိခွန်းလေးရှိပါတယ်။ဘာလဲဆိုတော့ဒါကလည်းဟိုမြမတွေမကောက်ဘူးပေါ့နော်။တခြားဒီ spiritual bio ကိုလိုက်နေတဲ့သူတွေတော်တော်များများကြုံတွေ့ရမယ်လို့ညီမထင်ပါတယ်ပေါ့နော်။ဟောအိအိမေကွာဘာလဲဆိုလို့ရှိရင်တကယ်လို့ညီမတို့မှာ open tan လိုမျိုးဟိုလိုမကောင်းတဲ့အဟိုင်မန်တီးစ်ပြင်တော့ပြင်ဆင်နေရယ်။ပြင်ဆင်နေပျောက်သွားရယ်။ဒါမဲ့တခါတလေကြာရင်ကိုတောက်လျှောက်ကြီးညီမ35နှစ်လုံးတောက်လျှောက်ကြီးလုပ်ခဲ့တဲ့အရာကြီးကိုယုံဆိုပြီး ချက်ချင်းတော့မပြောင်းလဲတော့ဘူးပေါ့နော်ညီမပြင်လိုက်တယ်ဒါမဲ့တခါလေကြာရင်အဲ့အကျင့်ဟောင်းနေရပြန်ပေါ်လာတတ်တယ်ပေါ့ခါလေကြာရင်ဟိုဟိုဥမာအားဖြင့်ဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်ကိုယ်တခုခုပြောလိုက်လို့ရှိရင်ဟိုကိုကဟိုကိုအရင်တော့ trauma နဲ့ပဲဗာလဲပတ်သက်ပြီးတော့ကိုစီကိုလာပြီးတော့ထိရတဲ့တော့ကိုကဗျုံးဆိုပြီးတော့ချက်ချင်းတုံ့ပြန်လိုက်တာမျိုးပထမပိုင်းတော့စင်ကျင်နိုင်နေပေါ့နော် ပုံမှန်ဒီလိုမလုံးနဲ့ဆိုရဲဆိုပြီးတော့ကိုကိုကိုတတိကတ်နိုင်နေ awareness ရှိရဲ့အချိန်မှာတော့ mindfulness ရှိရှိနဲ့လုံအောင် ။ဟောဒါသူ့ရဲ့အကြောင်းရင်းကြောင့်သူပြောတာပဲလေဆိုတော့တပကနေပြီးတော့ခံစားပြီးတော့တွေးပြနိုင်မှာမဲ့ခါလေးကြားလို့ရှိရင်ကြားလို့ရှိရင်တော့ဘာလို့လာပြောနေတာလဲဆိုပြီးတော့ရူးရူးဆိုပြီးတော့ပြောကြလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဒါဥပမာအဖြစ်ပြောတာပေါ့နော်အဓိကတော့ကိုယ့်ရဲ့ပတ်တန်အဟောင်းမကောင်းတဲ့ပတ်တန်တွေကပြန်ပေါ်လာတတ်တယ်အဲ့လိုပေါ်လာရဲ့ချိန်ကြားလို့ရှိရင်ညီမဘလိုလေးကိုဟိုပေါ့နော်ဒီကဒီဒီဟာလေးဒီ problem လေးကိုဘလိုညီမ handle လုပ်တင်လဲပေါ့နော်အဲ့ဒါလေးမဆီကနေတချို့အကျန်တချို့လိုချင်ပါတယ်ဟုတ်ပါ ဟုတ်ပြီပါလေအဲကျေးဇူးပါဒီမိကုံးလေးကိုမေးရတဲ့အတွက်ပေါ့နော်ဆိုတော့ channel လူကြီးလည်းမိကုံးမတူတဲ့ခါကြလို့ရှိရင်ဒီတခြားလူမေးသွားတဲ့မိကုံးကနေကို့အတွက်တခြား landing လုပ်စရာတွေကြလာနိုင်တယ်ပေါ့နော်ဆိုတော့ old pattern တွေကိုကိုကဖျောက်ထားတယ်ဖျောက်ထားတယ်ဆိုတာစူးစမ်းပြီးကိုဖျောက်ခဲ့တယ်ဒါပေမဲ့အဲ့ old pattern တွေကအချိန်တစ်ခုကြာလို့ပြန်ပေါ်လာတဲ့ခါကြလို့ရှိရင်ဘယ်လိုမျိုးပြန်ဖျောက်ရမလဲပေါ့ဟုတ်ဟိုဒီရောဘယ်လိုမျိုးပြန်ဆွဲမလဲပေါ့ဆိုတော့ဒီမိကုံးကအမဒီလိုပုံစံနားလည်လိုက်တာပေါ့နော်ဟုတ်ကဲ့ဟုတ်ဆိုတော့ဟုတ် အဲ့ဒီအိုးပတ်တန်းကိုကိုဖျောက်ခဲ့တဲ့ဟာကဘယ်လိုပုံစံမျိုးနဲ့ကိုဖျောက်ခဲ့ရလဲဆိုတဲ့ဟာကိုမတော်အရင်လို့ပြန်ဆန်းစစ်ရမယ်ပေါ့အိုးပတ်တန်းကိုဖျောက်တဲ့ technique တွေကမျိုးစုံရှိရဲ့အဲ့ဒီဖျောက်တဲ့ပုံစံတွေကိုလေကိုကဒီဇိုင်းမမတ်နဲ့ဘယ်လိုသွားခဲ့တာလဲဆိုတဲ့အရာကိုပြန်ဆန်းစစ်ရမယ်ပေါ့နော်ပြန်ပေါ်လာတယ်ဆိုရင်လေဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့လူတယောက်မှာကအပြုတ်မူပိုင်းဆိုင်ရာပေါ့အဓိကတော့ behavior ပေါ့နော်ဒီလိုမျိုးအပြုတ်မူပိုင်းဆိုင်ရာကဘယ်ကနေစလာလဲဆိုတော့အမှတော့အတွေး အတွေးအတွေးရနေပြီးတော့မှလှုပ်ရက်ဖြစ်လာတယ်အတွေးရနေစကလုံးဖြစ်လာတယ်အဲ့ခါကျတော့ကိုဖြောက်ခဲ့ရဆိုတဲ့ဟာက overdone ကို healing လုပ်ခဲ့ရလဲဖြစ်ကောင်းဖြစ်နိုင်ရင် journaling လုပ်ခဲ့ရလဲဖြစ်ကောင်းဖြစ်နိုင်ရင် shadow work တွေလုပ်ခဲ့ရလဲဖြစ်ကောင်းဖြစ်နိုင်ရင်အဲ့တော့ journaling နေ shadow work တွေ healing နေလုပ်တိုင်းဒီຢာကပျောက်သွားလားဆိုရင် မပျောက်ဘူးမပျောက်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုဟိုကညီမလေးပြောသားသလိုပဲနှစ်ပေါင်း30ကျော်နှစ်ပေါင်း40ကျော်တချို့ဆိုလည်းအသက်ကြီးပြီးနှစ်ပေါင်း50ကျော် ိုဆွဲလာခဲ့တဲ့အမူအကျင့်ဆိုတာဘယ်ထဲကိုရောက်သွားလဲဆိုတော့အမတို့သိစိတ်ကနေမလုပ်တော့ဘဲနဲ့ပိုးအောက်က subconscious mind ကနေ auto အလုပ်လုပ်တာဖြစ်သွားပြီသူက auto လုပ်တာအဲ့လို auto လုပ်လို့ကိုသတိထားမိတဲ့အချိန်မှာတော့ကိုကဟိုဒီຢာလေးကိုဩဖမ်းဆုပ်မိလိုက်ပြပေါ့နော်ဩဒါ तू ကဒီ show တော့နေပြောတာနဲ့တူတယ်ဆိုပြီးကိုကလုံလိုက်နိုင်ပြီမဲ့ကိုသတိတစ်ချက် conscious လွတ်သွားတဲ့အချိန်မှာအဲ့ဒီ old pattern အဟောင်းနဲ့ပဲ auto ပြန်လုပ်တာအဲ့တော့ဘယ်ထဲကိုသွားဖြောက်ဖို့လို့လဲဆိုရင် အဲ့ဒီ subconscious ထဲမှာရှိနေတဲ့ program သွင်းထားခဲ့တဲ့ကိုယ့်ရဲ့ pattern အဟောင်းတွေအားလုံးကို delete လုပ်ပြရမှာဟုတ်အဲ့တော့အဲ့ delete က delete တစ်ခုချင်းစီမှာဒီဟာကတကယ် delete ဖြစ်သွားတာလား delete မဖြစ်သေးဘူးသူက recycle bin ထဲမှာဝင်နေအောင်မယ်သဘောတူကရှိအောင်မယ်ဆိုလူတိုင်းမှာအဲ့လိုရှိနေတဲ့အပိုင်းရှိတယ်။အဲ့လိုရှိနေတဲ့အခိုက်အတန့်လေးကိုကိုက delete လုပ်ပြလိုက်နိုင်ပြီလို့ထင်သွားတာ။ကုန်သွားပြီလို့ထင်သွားတာ။အဲ့တော့အဲ့ကောင်လေးကပြန်ပြန်ကြွလာတယ်။ဆိုလိုတာက heal ဖြစ်ရင်လေ heal တကယ်မဖြစ်ခဲ့ဘူး။ တခါတလေမှာအဲစုပုံထားတဲ့ဟာလေးတခုကနေရာလေးပြောင်းထားတာအာယုံလေးပြောင်းထားတာဟီးလို့ထင်ရပေမဲ့တကယ်မဖြစ်ခဲ့ဘူးပေါ့အဲ့တော့အညာလေးတန်တာကိုမေးတဲ့မိကောကတကယ်တော့အများကြီးဒီထက်အများကြီးပြောလို့ရတယ်ပေါ့နော်ပြောစင်တာအမတကယ်သာဟိုအချိန်တခုအနေနဲ့ဆိုရင်ဒီအရာကိုဒီထက်ထဲထဲဝင်ဝင်အများကြီးရှင်းပြလို့ရတယ်အဲ့တော့ဒီနေ့မှာတော့အမဟိုမြင်တာအောင်ပေါ့နော်ဘာနဲ့ပြောလို့ရလဲဆိုလို့ရှိရင်အမက healing လုပ်တဲ့ကိစ္စကိုအဓိကသွားလိုက်လို့ပေါ့အားလုံးက healing ကို base လုပ်တာအောင်နော်အဲ့တော့ healing လုပ်တဲ့စီမှာခုနဘာတွေရှိလဲဆိုလို့ရှိရင် healing လုပ်လိုက်လို့ရှိရင်တကယ် heal ဖြစ်သွားသလားပေါ့မှာ professional healer စီမှာ healing ခံယူလိုက်တယ် inner child healing လုပ်လိုက်တယ် trauma healing လုပ်လိုက်တယ် timeline healing ဝင်လိုက်တယ်ဒီလူကတကယ် heal တယ် အဲ့ဒီအနာတခါတည်းမပြောက်သွားအောင် heal လည်းမဖြစ်သွားအောင်ဒါပေမဲ့အဲ့ဒီအချိန်မှာ heal လုပ်လိုက်တယ်ဆိုတဲ့ဟာကို client ကနားလည်လိုက်တယ် awareness ရှိသွားတယ် heal ဖြစ်သွားတယ်လို့ကုံသွားတယ်လို့ထင်တာအဲ့ဒါဆိုရင်ထပ်ပြီးတော့ကိုယ်မှာရှိနေတဲ့ pattern အဟောင်းတွေပျောက်သွားဖို့အနာတွေ heal ဖြစ်သွားဖို့အတွက်ဆိုရင်နံပါတ်၁ချက်ပေါ့နော်လုတ်တဲ့နီးလန်းရေကိုကိုတိုင်းကအဓိကကြရတယ်ပေါ့ကိုက action plan လိုက်တာမျိုးဥမာ subconscious ဆေးရဟာကိုထုတ်မယ်ဆိုလို့ရှိရင်တီးစိမ့်နဲ့အမြဲတမ်းအလုံးလုံးနေတဲ့ဟာကို practice လုပ်ရတော့မယ်အဲ့ဒါကိုကိုနေတိုင်းနေတိုင်းမှာဘယ်လိုမျိုး practice လုပ်တိမရရင်ဆိုပြီးတော့လွတ်သွားတဲ့အချိန်တွေရှိသလားကိုယ့်ပေါ်မှာလည်းမူတည်သေးရပေါ့နော်ပြီးတော့ဒီ healing သွားခံယူတဲ့ healing ပေးမဲ့ healer ကကိုယ့်ရဲ့ဘယ်အချက်ကိုသူ counseling လုပ်ပြီးမှ healing ပေးမှာလဲအဲ့ဒါအမှတော့စမ်းစစ်ရမှာပေါ့နော်ဘာလို့လဲဆိုတော့ healing ပေးတဲ့အခါကျရင်အခုဒီထဲမှာ ရှိတဲ့သူအယောက်စီတိုင်းမှာညီမလေးမှာရှိတဲ့ trauma နဲ့ knowledge လေးဦးမှာရှိတဲ့ trauma နဲ့မတူရှုံးမှာရှိတဲ့ trauma နဲ့လည်းမတူမတ်မွန် trauma နဲ့လည်းမတူမတ်ငယ် trauma နဲ့လည်းမတူအဲ့တော့အမတို့ကမတ်ငယ်ကိုဆိုလို့ရှိရင်သူ့နဲ့စကားပြောပြီးတော့သူ့နဲ့ counseling လုပ်ပြီးသွားတဲ့အခါမှာသူ့ကိုဘယ်နည်းလမ်းတုံးပြီးတော့အမတို့ဘာလို့ heal လုပ်ပြီးသူ့အချိန်တိုင်းတာတစ်ခုထိ heal ဖြစ်သွားနိုင်တယ်လေအဲအဲ့ဒါကို healer ကကောင်းကောင်းလေး counseling လုပ်ပြီးရတယ်သူ့ကို heal လုပ်ပြီးရတယ် ပြီးတော့အမတို့ကသူ့ကိုဘာလုပ်ပေးရမလဲဆိုရင်အဲ့တော့အမတို့ counseling method ဒီမှာရှိရယ် behavior တွေကို change မှုအတွက်သူ့ရဲ့ thought pattern တွေကို change မှုအတွက်အမတို့ကအဲ့ client ကိုဟို assignment တွေပေးရတယ်အလုပ်လုပ်ခိုင်းရတယ်အဲပြီးသွားတဲ့ခါကျရင်အမတို့နိုင်ငံမှာကြတော့ဘာရှိလဲဆိုတော့ဒီအတွက်ကိုပတ်စံမတုံးကျင်တဲ့သူတွေရှိရယ်။ဟိုမတုံးကျင်တဲ့သူဆိုတာဘယ်လိုလဲဆိုတော့ awareness ကောင်းကောင်းမရှိသေးတာလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့စိတ်အယဉ်ညစ်တယ်ဆိုလို့ရှင်ဘာဖြစ်လဲဆိုတော့ဒါတွေကိုမသိတဲ့အတွက်ဟို counseling လည်းမယူဘူး။ suicide case တွေများလာတယ်။ အဲပြီးတော့ရမဖြစ်တဲ့အရာတွေဖြစ်ကြတယ်အဲဒီစိတ်တွေရှုပ်ပြီးတော့မှနေ့စဉ်ဘဝမှာအကောင်းဆုံးနေဟို performance တွေမပြနိုင်ဘူးလုပ်ငန်းခွင်မှာအဲမျိုးတွေဖြစ်ကြရယ်ပေါ့နော်အဲဆိုတဲ့အခါကျတော့အားလုံးပြန်ပြီးတော့ချုပ်လိုက်ရမယ်ဆိုလို့ရှင်တည့်အချက်ကကိုကကိုယ့်အာနဲ့ကို self reflection ကိုကောင်းကောင်းလုပ်ရမယ်အဲ့တော့ old pattern ကိုငါဘယ်လိုဖျောက်ခဲ့လဲ ငါဖြောက်ခဲ့တဲ့နီလန်းငါဘာတွေလဲပေါ့အေးအဲ့ဒါကိုပြန်ရှာရမယ်ရှာပြီးွားတဲ့ခါကျရင်အမဒီထဲမှာ personality type တွေကိုသင်ပေးခဲ့တဲ့အပတ်ရှိရပေါ့နော် personality type တွေမှာကိုက o လား n လားအဲ့တော့ကို personality type ကိုကိုပြန်ရှာရမယ်ရှာပြီးတော့မှငါရဲ့ type ကဘယ်ထဲမှာပါလဲပေါ့ဒါကတော့ကို့အနေနဲ့ကိုလုံလို့ရတဲ့အပိုင်းတွေပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ငါလုတ်ပြီးရဲ့နီလန်းနေရတော့ဓာရီဓာရီကုံသွားပြီဒါမဲ့ငါတကယ် heal မဖြစ်ခဲ့ဘူးတစ်ခါတလေ o pattern ပြန်ပေါ်လာရဲဆိုရင်ငါဘယ်နီလန်းကိုသုံးမလဲငါမှာဘာကြံနီးလဲပေါ့ဒါကကို့အနေနဲ့ကို ဟို self study လုပ်ရင်းနဲ့ heal လုပ်သွားလို့ရတယ်။ဆိုတော့အမပြောတဲ့ process တွေကတော့ professional healer က counseling step ကနေစတင်ပြီးတော့မှ healing ထိကိုသူကဆွဲခေါ်ပြီးသွားမှာ။အဲ့တော့အမတို့က healer လုပ်မဲ့သူကဒီ counseling ဘိုင်းလဲနားလည်ဖို့လိုတယ် psychology ဘိုင်းလဲနားလည်ဖို့လိုတယ် healing လဲနားလည်မယ်ဆိုရင်အမတို့က client ကိုတစ်ခါတည်းမှာဘယ်နည်းလမ်းတွေသုံးမလဲဆိုတော့သိပြီးတော့မှတစ်ခါတည်းဟိုဆွဲခေါ်သွားပြီးလို့ရတယ်။ပြီးသွားရင်သူ့ကိုတောက်လျှောက်ဒါကိုယ့်နဲ့ဆက်ပြီးတော့ ဟို101 101တွေ့တယ်ဆိုတာလဲအမတို့ကငွေကြေးအဖြစ်အချိန်အဖြစ်ပေးရတယ်အဲ့အတွက်ကြောင့်မို့လို့101ဖက်တဲ့ချိန်မှာဆိုရင်တော့ तू ရတင်ရထိုက်တဲ့ awareness တွေရသွားပြီ assignment တွေရသွားပြီဒါဆိုရင် तू နောက်ထပ်ဖြတ်တန်းရမယ်နေ့စဉ်ဘဝမှာဘာတွေလုပ်ဖို့လိုမလဲဆိုတဲ့ဟာလေးကို assignment ပေးလိုက်တာရှိတယ်အဲအဲ့ဒါဆိုရင်တချို့ကကြတော့အဲ့ဒီ section ပြီးသွားရင်သူ့ဘာနဲ့ तू reflection ကိုစနစ်တကျလုပ်တတ်သွားတယ်မေးခွန်းနေမေးတတ်သွားတယ်သူကလို့အဲ့တော့အဲ့ဒီကနေပြီးတော့ professional healer ရဲ့အခုအညီနဲ့ open button ကတော့တော်တော်များများပြောက်သွားတာလည်းရှိတယ် တချို့ကကြတော့ကိုယ့်ဟာနဲ့ကိုယ် self reflection လုပ်ရင်းနဲ့ပျောက်သွားတာရှိရယ်ဆိုတော့နီလန်းကနှစ်ခုရှိတယ်ဟုတ်ကဲ့တော့ညီမလေးကွက်ကိုလုပ်ဖို့ဆိုရင်အရှိကနီလန်းနဲ့သွားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါပါဟုတ်ကျေးဇူးအများကြီးတင်ပါတယ်မဟုတ်ညီမလေးဟုတ်ကျေးဇူးပါ